ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမောင်စနေရေးသားထားတဲ့စနေနေ့အစိမ်းတိုင်းကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးစတင်ခဲ့မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီတရှိစေဖို့အတွက်ဘေးနားလို့ဒီပဲလေးကိုနှိပ်ထားပေးဖို့လဲတောင်းဆိုကြမှာရယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမကူကူဖြစ်ပါရစေအမကြီးမောင်ပူဟင်းတွေကိုတုံချနေရယ် မိချောရဲ့အတန်းကြဲကြဲကိုကြောက်ကကြားလိုက်ရတဲ့အတွက်ပကံစင်းနေတဲ့ဂျုံနဲ့ကိုဝင်းတူဟာဆိုင်ရှိကိုပြေးထွက်လာခဲ့ပါရယ်။ထမင်းလာစားတဲ့သူကမောင်ပို့ကိုကြည့်ပြီးဝိုင်းတာနေရယ်။ဟင်းချက်နေတဲ့အမမီဝိုင်းကလည်းဆိုင်ရှိကိုရောက်လာပြီးတော့ဟင်းမန်းနေမှပြနေတဲ့မောင်ပို့ကိုလှမ်းပြီးတော့អော်ပြောလိုက်တယ်ဗျ။မောင်ပို့စိတ်ထိတ်စိတ်ထိတ်အမအေးတမိထားတဲ့တရဏကုံစိတ်ထိတ်ကနေရွတ်။နေနေဈေးမရောက်တော့နဲ့နေဆိုင်ကိုစောင့်ပြီးတဲ့အဆောင်တွေငါနှက်ထောက်လိုက်ပြီ။နေဈေးဆက်မရောက်နဲ့နေမတက်ချင်ဘူး။ အမားမီဝိုင်းကအခြေအနေကိုရေးဆားမိပေမဲ့ထမင်းဆိုင်နေရာသူတွေကတော့သဘောမပေါက်ပါဘူး။ငတိလေးမပူကအရင်စိတ်မျိုးပြန်ပြီးဖြစ်ပြွားပြီလို့လူတွေကထင်နေရပေါ့။မင်းလေးသမားတွေကဒုန်းနဲ့ဝိုင်းရိုက်မယ်လို့လို့ကြုတ်ရဲကိုဝင်းထူရဲ့ဝိုင်းပြီးတော့ဆွဲထားလိုက်ရသေးတယ်။တကောင်ဘာချိုးချိုးတာလဲ။ကို့ကျေးဇူးရှင်ဒီလိုကျေးဇူးကန့်လို့ရမလား။ရိုက်ကွာ။ဟာဟာမလုံနဲ့မလုံနဲ့မောင်ပူကပြောချင်လို့ပြောနေမှာမဟုတ်ဘူးဗျာ။သူ့တကောင်ကဝင်ပူးနေရ။ကြုတ်နဲ့ကိုဝင်းထူရှင်းပြတော့မှရန်လုံးရဲ့မြင်လဲစရာတွေလည်းငြိမ်သွားတယ်။ ဒီကောင်မပူလိမ့်မနေပါဘီသူ့ကိုကြားတမျိုးကြီးပဲမင်းတို့ပြောတာဟုတ်လောက်တယ်အမကြီးမိဝိုင်းကတော့မောင်ပူကိုစိတ်ထင်းမှုပြောနေမောင်ပူကဝင်ပူးခံထားတော့သူမဟုတ်တဲ့အတိုင်းမျိုးလုံးနေရဲပြီးတော့လူစိတ်ပြောင်းနေဟေးမန်းတွေအကုန်မှောက်ပြတာများဗျာရောင်းစရာရဲ့လို့ကိုမရှိတော့ဘူးပြီးတော့ခုံတွေကိုလည်းတိုးပြီးတော့မိဖို့ချောင်းဘက်ကိုခါရက်ထွက်ပြေးသွားရတယ်လူတွေကလည်းလိုက်ကြည့်နေကြပေါ့မိဖို့ချောင်းစီရောက်တော့အသားလေးရဲ့ဓာကြီးကိုကင်ပြီးတော့ရှိနေသူ့နောက်လည်းဘယ်သူမှမသွားရကြဘူးလေအဲ့တော့ခက်လန့်လန့်နေပဲဝိုင်းပြီးတော့អော်ပြောနေတာပေါ့ အမမီဝိုင်းဆိုရင်သူ့သားလို့ဖြစ်နေမှာပို့စိတ်ပူလို့ငုံမဲ့မဲ့လေးနဲ့လှမ်းပြောတတိပေးနေရဗျာကျုပ်ဖြင့်လေးဘာလို့လို့ဘာကန်ရမှန်းမသိတော့ဘူးမပူစိတ်ကိုထိမ်းမှာကွယ်ငါမပူမဟုတ်ဘူးနေနောက်တစ်ခါဆီရောက်ရင်ဒီမှာနေတဲ့သူတွေတယောက်ချင်းတက်ပြက်မယ်အခုဒီကောင်လေးတတိပေးရနေနဲ့တက်မယ်မပူကပြောပြောဆိုဆိုနဲ့အသားလေးဓာတ်နဲ့သူ့လေပင်သူပြန်လှတော့မယ်ဟန်နေရွှဲလိုက်ပြီးဓာတ်နဲ့တူကပ်လာတယ်လူတွေကလေအော်ဟစ်ဝိုင်းတိုင်ုံကလွေပြီးဘာမှမတတ်နိုင်ဘူးဗျာ အမကြီးဆိုရင်မျက်ရည်တွေကျလာပြီးတော့ဈေးမရောက်တော့မယ့်အကြောင်းအတန်တုံတုံရင်းနဲ့ပြောလာတယ်ဗျာကျမဆေးဆေးဆေးမရောက်တော့ပါဘူးခလေးခလေးခလေးကိုလှုပ်ပေးပါနော်အမကြီးဘယ်လိုပဲပြောပြောမှပူကသူ့ရဲ့လက်ထရာဒါနဲ့သူ့လေပင်ကိုလှီးတော့မလို့လုံနေပြီကျုံနဲ့ကိုဝင်းသူလည်းဘာလို့လို့လောက်အောင်မသိဖြစ်ညာအဲ့ဒီချိန်မှာမောင်ပူရဲ့နောက်ကနေဘိုးကရောက်လာပြီးတော့ငွေဖလားလေးနဲ့မောင်ပူကောင်ရှေးရီလောင်းချလိုက်တယ်ဗျာရှေးရီလည်းလောင်းချလိုက်ရောမောင်ပူရဲ့ကိုကနေအငွေတွေထွက်လာတယ်ပြီးတော့ဆူဆူဝါးဝါးကြီးអော်ပြီးတော့ထားကိုလှုပ်ချလိုက်တယ် အဲ့ဒါနဲ့ကျုပ်ကလည်းထားကိုပြေးကောက်ယူပြီးတော့အဝေးတနေရာလွှင့်ပြစ်လိုက်ရတာပေါ့လဲကြတော့မြန်မာပူကျုပ်နဲ့ဘိုးကထိန်းထားလိုက်တယ်လူတွေကလည်းဝိုင်းကြည့်နေကြပါဗျာမကြပါမပူသတိရလိုက်သူ့ဘာဖြစ်သွားမှန်းသိဖို့မပေါ်ဘိုးကသူ့ကိုမေးတယ်ကောင်းလေးနင့်ဘာတွေ့လိုက်လဲကျုပ်ဟိုတောင်းစပွဲမှာစုတ်ပြတ်တဲ့နေလူတယောက်တွေ့လိုက်ရတယ်ဗျသူကကျုပ်ကိုကြည့်ပြီးတော့မင်းကောင်မြင်ရလားတဲ့အဲ့ဒါနဲ့ကျုပ်ကလည်းမြင်ရတယ်လို့ပြောရတာအဲ့လိုပြောပြီးတော့သူကထိုင်နေရနေထားလာပြီးကျုပ်စီကိုလာတော့မှတ်မိလိုက်တယ်အဲ့တော့ဘာမှမမှတ်မိတော့ဘူးဗျ အော်အေးအေးတူမကြီးစိုင်ုံပိတ်လိုက်တော့ကွယ်ဧည့်သည်လည်းပြန်လိုက်ကြပါဘိုးကအဲ့လိုပြောတော့အမမီဝိုင်းတို့လည်းစိုင်ပိတ်လိုက်တယ်ဧည့်သည်တွေလည်းပြန်ကုန်ကြတယ်သူတို့တွေကဝဝိုင်းလေထမင်းစိုင်ုံအခုလလုံးတဲ့သူတွေကိုတော်တော်မကြည်မနဲ့ဖြစ်နေကိုယ်တိုင်လည်းမလုံနိုင်သူများလုံကြောင်လည်းမနာလို့ဘလို့တရောင်းစားတွေကမြန်မီဝိုင်းတို့တိုက်ခိုက်နေရလဲကွာဘသူလုံမမသိလို့ပေါ့သိရင်လုံတဲ့သူငါကိုယ်တိုင်သွားတတ်မှာဟုတ်ပါမိဝိုင်းဆိုင်လေးရှိနေလို့ဒို့ရီအစင်ပြေနာနှမို့ဆိုနားကျိတ်ကုတ်ကုတ်ပြောင်းမှာပဲနားရမယ်အဖြစ် ဘလို့လူရုပ်မာတွေကမြင်အခုလိုမျိုးတိုက်ခိုက်နေရလဲမသိပါဘူးတော့ဆိုင်ရဲ့ဖောက်တယ်တွေကလေထမင်းဆိုင်လေးကိုတိုက်ခိုက်နေတဲ့သူတွေကိုမကြည့်မနဲ့နဲ့ကျေစဲပြီးတော့ပြန်သွားကြတယ်အဲ့လိုနဲ့ဆိုင်မှာကျုပ်တို့တွေပဲကြံတော့တာပေါ့ဗျာအမမိဝိုင်းကတော့မောင်ပို့ကိုသူ့အနာမှာထားပြီးစပင်းလေးပုတ်သက်ပေးရနေဖတ်ထားတယ်သူ့အနာမှာတခြားကောင်မလေးတွေရပါမျက်နှာငယ်လေးနဲ့ကြောက်လန့်နေတဲ့ဟန်နဲ့ထိုင်နေကြတယ်ဗျာကျုပ်တို့ကလည်းလွတ်နေတဲ့တန်ရောင်မှာဝင်ထိုင်လိုက်ကြတယ်ပြီးတော့အမမိဝိုင်းကဘိုးကောက်ကြည့်ပြီးကျေးဇူးတင်စကားဆိုလာတယ် ဦးကြီးတို့ရှိလို့တာပေါ့ရှင်။နှုတ်မဆိုရင်လည်းကျမပြတွေးအောင်မတွေးရဘူး။ဖះသားကြရရာဒီလိုဖြစ်မယ်မသိလို့ဦးကြီးတို့လှွက်လိုက်တဲ့ထမ။တကယ်ဆိုင်မပြီးမချင်းဦးကြီးတို့မပြန်ပါဘူး။တရက်ပိုင်းဆိုင်ရောခဏတော့ပိတ်ထားမယ်ထင်တယ်တူမကြီး။ဦးကြီးပဲကောင်းတယ်လို့သာစီစဉ်မှာတော့ရှင်။ကျမတော့ဘာမှမလုပ်တတ်တော့ပါဘူး။စိတ်ချဦးကြီးအစွမ်းကုန်ကြီးမယ်။ စနေမင်းတို့ဒီနာဖုန်ကြီးကြောင့်တွေလိုက်ပြီးတော့စုံစမ်းစမ်းတိမ်ဝင်ပွဲရှိလာလို့တိမ်ဝင်အချစ်တလုံးတမခိုင်းသေးတခိုင်ကိုတိမ်ပွဲတဲ့ကိုထက်ဝင်းနီးနဲ့ညီတဲ့ចောင်းဆွဲပို့ပြီးအဆင်ပြေတယ်အဲ့ဒါမင်းတို့မနှက်ဖန်လောက်ရအောင်လုပ်နော်ဒီမျိုးမှမရှိတခြားမျိုးသွားရှာကွာကြားလားအေးចောင်းဆွဲပို့ကတကယ်ကိုအားကိုးရတာပါဗျာကျုပ်တို့ကလည်းဘိုးကရဲ့စကားကိုနားထောင်ပြီးချက်ချင်းပဲကိုဝင်ထူနဲ့စိုင်းပြန်ထွက်ပြီးတော့မြင်းလဲငါးပြီးတော့လိုက်ရှာတာပေါ့ကံကောင်းတယ်လို့ဆိုရမယ်မြင်းလဲစရာကြီးဦးညိအောင်နဲ့သွားဆုံတယ်ဦးညိအောင်ကကျုပ်တို့မြင်တာနဲ့မြင်းလဲကိုရက်ပြီးတော့လှမ်းမိတယ် ဝင်းထုတို့ဘာရှာနေကြလဲကွာမြင်းလဲငါမလို့ဗျငါချင်းနေနေရသေးရဲ့ကွာဘယ်လိုလိုက်ပို့ရမလဲလောလောဆယ်တော့အချီလောင်ရောင်းနေဆိုင်နေတမပင်ရှိရဲ့နေရောက်တာပို့ပေးဗျာဩအေးအေးကျုံနဲ့ကိုဝင်းထုကမြင်းလဲပေါ်တလိုက်တာနဲ့မြင်းလဲဆရာကြီးဦးညံအောင်ကတန်းပြီးတော့မောင်းနေတိတ်မကြပါဘူးအချီလောင်ရောင်းနေဆိုင်ရှိမှာမြင်းလဲရက်ပြီးတော့အသက်ငယ်ဆုံးဖြစ်တဲ့ကျုပ်ကမြင်းလဲပေါ်နေဆင်းပြီးတော့ဝဲလိုက်တယ်အချီလောင်ဝဲပြီးတော့မြင်းလဲပေါ်ပြန်တက်လိုက်ပြီးတမပင်ရှိရာကိုဦးညံအောင်ကမောင်းပြီးပို့ပေးတယ်ဗျာ ကျုပ်လည်းဆင်းပြီးတော့တမခိုင်တခိုင်ကိုလက်နှစ်ထွာလောက်ချိုးပြီးတော့ပေါ့မြင်လဲပေါ့ပြန်ပြီးတက်တယ်။ဦးညံ့ကကျုပ်တို့လုံနေအောင်သူ့အနေနဲ့နားလေပေါ်မပေါ်သေးဘူး။တော့တော့ तू ကမေးလာတယ်။ဝင်းတူမင်းတို့တွေဘာတွေလုံနေရလဲကွာ။ဝမ်းဝိုင်းနဲ့ထမင်းဆိုင်တွေလှုပ်ပေးနေတာဗျ။အော်အေးအေးအဲ့ဆိုငါဖယ်ကိုလိုက်ပို့ပေးအောင်လေ။ကိုညံ့ကလည်းအမှမဟုတ်ဘူးထင်ပါတယ်။ကျုပ်တို့ကဖုန်ကြီးကြောင့်လိုက်ရှာရအောင်မှာတိမ်ဝင်မဲ့ဖုန်ကြီးကြောင့်များ။ဖျောက်တိုက်ဆိုင်လိုက်လားကွာ။ဦးညံ့ကကိုဝင်းထွေးရဲ့စကားကိုကြားပြီးတော့အဲ့လိုပြောတာ။ကိုဝင်းထွေးကလည်းသူ့စကားကိုနားမလဲတော့ပြန်မေးတာပေါ့။ ဘာတိုက်ဆိုင်တာလဲဗျငါလဲဖုန်ကြီးကြောင်သွားမှာကွာနေ့လေကြာရဟန်းကအလှတစ်ခုရှိရလေမနက်ကလေးကသွားပို့ထားတာအဲ့ဒါမျိုးပြင်ဘက်ကတတိပဒံတော့ကြောင်ပါလေအဲ့ကြောင်ကတန်ကားတွေကတကယ်တရားအထုတ်ကြတာကွာငါတော့အလှတကားတွေအလကားလိုက်ပို့တာဟာဟာကြတာပဲဗျာစုတ်တော့လေဒီအချီလုံးနဲ့တမာကန်ကိုတိမ်ဝင်နေတယ်ကိုထဲ့ဖို့ဗျဘိုးကာခိုင်တာစုတ်တယ်အဆောင်လုပေးမလို့ထင်ပါတယ်အေးအေးအဲ့ဆိုမင်းတို့လိုက်ခဲ့ကြကွာတခါလေမိဝိုင်းအောင်စေထားကောင်းတော့သူ့ကိုကူညီနေတဲ့မင်းတို့လည်းကန့်ကောင်းနေတယ်ထင်ပါကွာ အဲ့စကားတော့ကျုပ်တို့ကြီးလက်ခံမယ်တတိုက်ဆိုင်ဆိုင်တော့ခက်ခဲမဲ့တဲ့အရာလွဲကူသွားရည်လေဗျာကျုပ်ကတော့ယုံကြည်ရဲ့အမမီဝိုင်းရဲ့ဝဝိုင်းလေဆိုင်ကိုကောင်းကောင်းမွန်မွန်ပြန်ပြီးရောင်းချနိုင်ကူညီနိုင်တော့မယ်လို့ပေါ့ဗျာကျုပ်တို့ကဥညင်းအောင်ခေါ်ဆောင်သွားတဲ့ဖုန်ကြီးကြောင်ရောက်ပြီဗျာကျောင်းကတကယ်ပဲတိတ်ဆိတ်ငြိမ်သက်ပြီးတော့တရားဓမ္မအားထုတ်လို့ကောင်းနေနေရလေကျုပ်တို့ရောက်သွားတော့ရဟန်းနေရာတိတ်ဝင်မှုပြင်ဆင်နေကျုပ်နဲ့ကိုဝင်းသူကလည်းကျောင်းထိုင်စရာတော့အကျိုးကျောင်းနေရှောက်လိုက်ပြီးတော့ခွင့်တောင်းနေစရာတော့ကြည်ကြည်ပြူပြူပဲနော် လက်ခံနေ ကျုပ်တို့ကလည်းအချီလုံးနဲ့တမခိုင်းလေးကိုတိမ်ထဲကိုထည့်ပေးလိုက်တယ်။တိမ်ထွက်တော့ဆရာတော်ကကျုပ်တို့ချီလုံးလေးနဲ့တမခိုင်းပြန်ပေးတယ်။ပြီးတော့စုလည်းတောင်းပေးသွားသေးတယ်။အချီလုံးနဲ့တမခိုင်းကိုတိမ်ဝင်ပြီးပြီဆိုတော့ကျုပ်တို့ကလည်းပြန်မှုပြန်တယ်လေ။ဦးညံ့အောင်ကနောက်တစ်ခေါက်လာခေါ်ပြီးမယ်ပြောပြီးမယ်ကျုပ်တို့ညောင်ကိုတုတ်ထိုင်ပြီးမဆောင်ချင်တာနဲ့လမ်းလျှောက်ပြီးထွက်လာခဲ့လိုက်တယ်။ကျုပ်တို့တွေလမ်းလျှောက်ရင်းစကားပြောပြကြတယ်။စနေငါတော့အဆင်ပြေမယ်လို့ထင်တာပဲ။ဘာလို့လဲကိုဝင်းသူက ထမင်းဆိုင်ကိုပေါ့ကွာမင်းမြင်တဲ့အတိုင်းပဲလေအမမီဝိုင်းထမင်းဆိုင်မျိုးဒီမျိုးမှရှိဖို့လို့လိုအပ်တယ်အဆင်ပြေမှာပါဗျာကျုပ်အံ့ဩရာဘာလို့များအမယူတိုက်ခတ်ရတာလဲလို့ရှင်းရှင်းလေးပါကွာလုပ်ငန်းသူတရားကသူ့ဆိုင်မယောင်ရလို့လောက်တာဖြစ်မှာပေါ့အင်းဗျာကျုပ်ထင်တော့အစိမ့်တိုက်တိုက်တာဗျဘာလဲကွာအစိမ့်တိုက်ဆိုတာအစိမ့်တွေတေးပြီးတော့မကြွမလွတ်ဖြစ်နေရတရေတို့တစီတို့နှောက်ရခိုင်းတာတော့ပြောတာအဲ့လိုတွေလည်းရှိသေးရလားကွာရှိလို့ပဲကျုပ်တို့တွေကြုံနေရတာပေါ့ဗျာ ေးကွာလူတွေရဲ့မနာလိုစိတ်ကလည်းတိတ်ပြီးတော့ကြောက်စရာကောင်းပါလားကောင်းတာလို့ဒါတွေဘာတွေလဲသူတို့တွေမတွေးမိကြတော့နော်မကောင်းတဲ့စိတ်ရှိလို့ပဲမကောင်းတာကြီးလုပ်နေရလေကိုဝင်းထူရဲ့အေးကွာကဲတို့လည်းမြ мян လေးရှောက်ကြစို့ကျုပ်တို့တွေခက်မြ мян လေးလမ်းရှောက်လိုက်တယ်လမ်းမှာတော့လူပြတ်နေရဲ့ဗျလူတွေမဟုတ်ဘူးနော်မော်တော်ကားမော်တော်ဆိုင်ကယ်နဲ့အင်းလဲတွေလည်းပြတ်တယ်ကျုပ်တို့လမ်းရှောင်နေတော့မှနောက်ကနေဟွန်ဒီတန်ကြလို့လှည့်ကြည့်လိုက်တာစကားလေးတစီပြကောင်းမောင်းနေသူကကိုဝင်းထရိုးလောက်ပဲရှိရဲကျုပ်တို့ညောင်ပြုံးပြလာပြီးတော့မေးတယ်။နောင်ကြီးကိုဘယ်သွားကြမလို့လဲဗျ။ မျိုးရဲကိုသွားမှာအဲ့ဒါဆိုလမ်းကြုံနေပြလိုက်ခဲ့နော်အစဉ်ပြေရင်တော့လိုက်ခဲ့မယ်ပြာပြန်မွအရေးကြီးနေပြီဆိုတော့လေတက်တက်ကျုပ်တို့ကလည်းဂျီကားလေးရဲ့နောက်ခံကိုတက်လိုက်တယ်ကျုပ်တို့မြောက်ကားပေါ်ရောက်တာနဲ့ကားလေးရဲ့ငင်းငိမ်လေးစတင်မျိုးမောင်းထွက်လာတယ်ကားမောင်းတဲ့သူကလူရည်တန့်တယောက်ပြသူ့ကိုကြည်ရတာတော့မျိုးကြီးပြကြီးမှနေခဲ့တဲ့ပုံပဲသဘောလဲကောင်းမဲ့ပုံစကားပြောရတာလည်းတော်တော်အစဉ်ပြေရဲ့ပြနောက်ကြီးတို့လည်းဒီမျိုးကမဟုတ်ဘူးထင်တယ်မဟုတ်ဘူးပြကျုပ်တို့ကတခြားမျိုးပါပါ ချင်ပါရဲ့ဗျာကျွန်တော်ကမန်းလေးရလေကျုပ်ဆရာသမားဒီလိုလာခြင်းနဲ့ဆိုတော့ ਨੇ လိုက်ပို့တာနောက်ကြီးတော့ဘယ်လိုသွားကြမှာလဲထမင်းဆိုင်ကိုသွားမှာစိုက်နေမဲ့ဝဝိုင်းလေတဲ့အော်အဲ့ဆိုင်ကိုကျွန်တော်သိတယ်ဒီလိုရောက်တဲ့နေ့ကတော့မထမင်းဝင်စားလိုက်သေးတယ်အဲ့ဆိုင်ကအလှပေးနေတယ်လို့ရောင်းကောင်းတာဗျာနော်ဟုတ်တယ်ဈေးလည်းတင်တာဦးကဝင်းထုနဲ့ကောင်းမောင်းနဲ့သူစကားပြောနေရဗျကျုပ်ကတော့လမ်းပေးဝင်ကြည့်နေရပါဗျာမျိုးဝင်ရောက်တော့ကားဆရာခွင့်ကြောင်းနေဗျာ တကယ်ဆိုရင်ကျုပ်တို့ကကားကြုံလိုက်စီရဲ့သူတွေပဲခွင့်တောင်းကြမလို့ပါဘူး။သူကတော့လူမှုရေးသိရဲ့သူတယောက်ဆိုတော့ခွင့်တောင်းလာတယ်။နောက်ကြည့်ကျွန်တော်မျိုးရဲကဘုန်းကြီးကြမှာဆရာသမားကခေါ်စားရှိလို့အဲ့ဒီကိုအရင်သွားခွင့်ပြုပြ။ရပါတယ်ဗျာ။ဆရာသမားကလည်းတော်တော်အလုပ်များတာဗျ။သူကစကားတပြောပြောနဲ့မြို့ရဲကဖုန်ကြီးကြောင်တစ်ကြောင်နဲ့ဝင်သွားတယ်။ကြောင်နဲ့ကားရလိုက်တာနဲ့အညိုရောင်ယောဂီဝတ်စုံဝတ်ထားတဲ့လူကြီးတယောက်ကားပေါ်တက်လာတယ်။ပြီးတော့ကျုပ်တို့နေအောင်ကြည့်ပြီးတော့ပြုံးပြလာတယ်ဗျ။ကျုပ်တို့ကလည်းပြင်ပြီးတော့ပြုံးပြလိုက်တာပေါ့ဗျာ။ ကာသမားလည်းအဲ့လူကြီးကိုကျုပ်တို့ရဲ့လမ်းကြောင်းလိုက်လာတဲ့အကြောင်းပြောပြပြီးတော့ဝိုင်းဝိုင်းလေဆိုင်ပို့ပြရမယ်အကြောင်းပြောပြလိုက်တယ်။အဲ့လိုပြောတော့ယောဂီဝတ်စုံလည်းဝတ်ထားတဲ့လူကြီးကကျုပ်တို့စိုက်ကြည့်ပြီးမေးလာတယ်။ငါတို့ကအဲ့ဆိုင်ဘာသာလောက်ကြမှာလဲ။ကျုပ်တို့ကအဲ့ဆိုင်မှာတဲနေရဆရာကြီး။ဆိုင်ပိုင်ရှင်နဲ့တိလား။တိပါရယ်ခင်ဗျ။အဲ့ဆိုင်မှာအတိုက်ခိုက်ကြီးကြီးရှိနေတယ်။ကျုပ်မအားလို့မကူညီနိုင်တာဒီထက်အရေးကြီးတဲ့နေရာသွားဖို့ရှိနေလို့။ဘိုးတော်ကအဲ့လိုပြောလာတော့ကျုပ်နဲ့ကိုဝင်သူတယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်။ပြီးတော့ကျုပ်ကဘိုးတော်ဖြစ်ပြတဲ့မြအဆအဆုံးပြောပြလိုက်တယ်။ ဘိုးကအချီနဲ့တမကိုင်းတိမ်ဝင်ခိုင်းတာကပြောပြတော့ဘိုးတော်တော်တော်လေးကိုသဘောကျနေပြီးတော့ကျုပ်တို့အကြောင်းမျိုးတော့ကျုပ်တို့လည်းတိတိဇော်တီကယုံကြောင်းကားလို့ပြောလိုက်တာနဲ့ဘိုးတော်ကအံ့ဩနေ။သူကကျုပ်တို့ဖုန်ကြီးကိုသိတယ်။ကျုပ်ကလည်းဖုန်ကြီးဘလို့လို့သိညာလဲလို့မျိုးတော့ဘိုးတော်စိတ်ပြောပြတာလေ။ကျုပ်နဲ့ဘိုးတော်စရာဆရာတို့ညီကိုတွေပေါ့။ဘိုးတော်စိတ်ဆိုကျုပ်လည်းသိရပေါ့။ဘိုးတော်စိတ်နဲ့ကျုပ်ကတော်တော်ရှင်းနေရ။ဇော်တီကယုံကြောင်းဖုန်ကြီးကြောင်းသားစနေဆိုမင်းပေါ့။ဟုတ်ပါတယ်ဆရာကြီး။ဆုံလဲဆုံတော့ပါကွာ။မင်းအကြောင်းဘိုးတော်စိတ်အတော်ပြောတော့ကွာ။ ကျုပ်ကြောင့်ဘိုးရော့စိန်ပြောပြရဲဆိုတော့အတော်ကျဉ်းနှက်သွားတာပေါ့ဗျာကျုပ်လည်းဘိုးရော့စိန်ရဲ့ဆရာသူညီကိုနဲ့တွေ့တာဆိုတော့တော်တော်အားတက်သွားတယ်ဗျာဘိုးရော့ရဲ့နာမည်ကိုကျုပ်ကမေးလိုက်တော့ငါ့အရောဘိုးရော့ရွှေလို့ခေါ်ကြတယ်ဘိုးရော့ရွှေကျုပ်တို့တွေဘလို့ဆက်လို့ရမလဲဗျာမအိုင်တော့မှနီးလန်းလေးတော့ပေးခဲ့ပါဦးအေးငါကိုယ်တိုင်ကူညီချင်တာကွာညအထည်နေလို့များလို့ခဏလေးနော်ကဲမောင်သူရရေကောက်တော့မြို့တစ်ပတ်ကမောင်းွယ်ပရီးတစ်ပတ်စိတ်လိုက်အောင်မယ်ဘယ်သူမှစကားမပြောကြနဲ့နော်ဟုတ်ကဲ့ဘိုးတော့ ိုးတော်ကကျောက်တော့စကားပြောလိုက်ရင်ကာသမောက်အဲ့လိုပြောလိုက်တာပြီးတော့ပတိထပ်ပြီးတော့စိတ်တယ်ကျောက်နဲ့ကဝင်ထူလဲဘာစကားမှမပြောဘဲလမ်းဘေးငေးကြည့်နေရပေါ့ဗျာကျောက်ဖြစ်ချောင်းဆိုးကျင်တာတော့မဆိုးရဘူးလဲချောင်းနေရတော့မရှားရဲညင်ညင်နေအတမထွက်နဲ့ဆိုလို့ချောင်းရင်ဆိုးကျင်တဲ့သူတွေထဲမှာလေကျောက်ကအထိတ်ဆုံးဖြစ်မှထင်တယ်မျိုးတပတ်လောက်မှာတော့ဘိုးတော်ရွှေကပတိစိတ်တာပြီးသွားတယ်။ပြီးတော့ကျုပ်ကိုကြည့်ပြီးတော့သူစိတ်နေပရိယကမ်းပေးလာရင်လည်းစကားဆိုရယ်။ကောင်းလေးငါပတိကိုယူသားမနက်ဖြန်မနက်အစောမြင်းလိုက်တစီနဲ့လူဘိုးတယောက်ခေါ်ပြီးတော့မြုပ်ပြင်မှာပတိကိုပဲစိတ် ။ဖះရှစ်ခိုးပြီးတော့ပြန်လာထူးကြလိမ့်မယ်။ကျန်တာကတော့မင်းအစောကပြောတဲ့ဘိုးကလှုပ်တယ်လို့သာလှုပ်ထား။ဒီနေ့ဒီညနေဝင်တာနဲ့အခြေအနေစိုးလိမ့်မယ်။စီစီလုံးလုံးနေကြကြာလာ။ဘိုးတော်ရွှေရဲ့စကားကြောင့်ကျုပ်ပြန်နည်းနည်းတော့စက်သိမ်းထားသွားတယ်ဗျ။တိုင်းမဲ့လေနီလန့်ရလာပြီဆိုတော့စိတ်သက်သာရတော့ရသွားတာပေါ့ဗျ။အဲ့လိုနဲ့မကြပါဘူး။ကျုပ်တို့ရဲ့ထမင်းဆိုင်ကိုပြန်ရောက်လာတယ်။ဘိုးတော်ရွှေနဲ့ကားဆရာကျုပ်တို့နှုတ်ဆက်ပြီးတော့ကောင်းမောင်းထွက်သွားတာပေါ့ဗျ။ကျုပ်တို့ရေဆိုင်ကိုပြန်ရောက်တော့နေ့လည်နှစ်နာရီလောက်ဖြစ်နေပြီဗျ။ဘာမှမစားသေးတော့ဘိုက်တွေလည်းတခွီခွီနဲ့မြည်နေပြီပေါ့ တောင်ရောင်လေကျုပ်တို့ညခယူမပြူနိုင်ဘူးအချီလုံးနဲ့တမကန်ဘိုးကောင်ပေးလိုက်တယ်ဘိုးကဒီမှာတိမ်ဝင်ပြီးသားတွေပါအေးအေးဟာအဆောင်တော့လောက်လိုက်မယ်မင်းတို့တွေထမင်းစားကြအောင်အလိုက်တည်တဲ့အမမီဝိုင်းကကျုပ်တို့အတွက်ထမင်းဝဲပြင်ပေးတယ်မျက်နာတော့မရွှင်ဘူးပေါ့ဗျာအမြဲတမ်းပျော်ရပြုံးပြုံးနဲ့နေတက်တဲ့အမအရအခုလိုမျိုးမိုင်းတွင်နေရောလေကျုပ်ပြင်အတော်တနာမိသွားတာအဲ့ဒါနဲ့ပဲအမကြီးအနာတော့သွားပြီးဟင်ကွက်တွေကုသေးပေးရတယ်စကားပြောလိုက်တယ် အမေအမလေးစိတ်တဘောထားကောက်လို့နှက်ကောင်းနဲ့မြက်တွေမဆာတာထင်ပါရဲ့အကောင်လို့အဆင်ပြေခဲ့တယ်မနှက်ဖန်ဆိုရင်အရာအလုံးပုံမှန်ပြန်ဖြစ်တော့မှာပါဒီညတညတွေဒုက္ခခံရမှာသူကအဲ့လိုပြောနေတဲ့အချိန်မှာကိုဝင်းထူကလည်းဝင်ပြောရပြအမမိဝိုင်းဘာမှမပူနေတော့နော်နောက်ဆိုရင်နေရောညရောဈေးရောက်လို့ရတော့မှာတကယ်အံ့ဩရပြအလုံးကရေကန်အစ်စ်ကြအစ်စ်မယ်ကျုပ်နဲ့ကိုဝင်သူကလမ်းမှာတွေ့ကြုံခဲ့သမျှထမင်းဆိုင်နဲ့ပြပြလိုက်တော့အမမိဝါရဲ့မျက်နှာလေးပြန်ပြီးတော့လန်းလာတယ် မပူနဲ့မိချောမိဆောင်တို့ကလည်းကျုပ်တို့ပြောတဲ့ဟာတွေကိုနားထောင်နေဘိုးတော်ရွှေနဲ့ကာသမာသူတို့တွေမှတ်မိကြအောင်ပြောလာတယ်။ဟုတ်တယ်အမကြီးမနက်ဆိုင်ဆက်ဆဖွင့်ကြမှာလေဘိုးတော်တောင်နဲ့ခက်ချောချောအကိုကြီးတောင်ကားနဲ့လာတာသူတို့ကမိချောတို့ဆိုင်လှဲ့ပတ်ကြည့်ပြီးအချင်းချင်းပြောနေကျမကြားလိုက်တာတော့အတိုက်ခိုက်လုပ်တဲ့ကောင်ဘလို့စိတ်နဲ့များဒီဆိုင်ကိုလုံးရတာလေတဲ့။ဟုတ်တယ်ကြောက်လည်းမြင်လိုက်တယ်သူတို့ပုံစံမျိုးကြီးသားတွေလို့မဟုတ်လား။ကလေးမလေးရလေအတော်အားရှိနေပုံပဲဗျကျုပ်တို့လည်းကျေးဇူးတင်နေကြတယ် အကိုကြီးတို့ဦးလေးတို့ရှိလို့တာပေါ့ဗော။နှမိုးဆိုရင်လေမိချောတို့တွေကတကယ်ကိုဒုက္ခရောက်မှာ။ဟုတ်ပါ။အမကြီးတို့ပြောပုံအရဆိုရင်လေမနက်ကကျုပ်သိရောမလို့ဗော။ဘာကြီးတာမကဲကျုပ်အမကြီးတို့ ਨੇ အတူနေလို့မရတော့ဘူး။ပြီးခဲ့တာတွေမပြောပါနဲ့အောင်မဘူးယာ။မကြခင်မှာအကုန်လုံးအဆင်ပြေသွားတော့မှာပါ။အဆင်ပြေသွားရင်အကိုကြီးတို့ကပြန်မှာမဟုတ်လား။အစ်ဘောကပြန်မှာပေါ့။အကိုကြီးတို့ပြန်နေရောကျုပ်တို့ရဲ့တရေရနေတော့မှာ။မပူကခက်တီတီနဲ့ပြောနေရ။ဒါကလေးမလေးတောင်မပူကိုကြည့်ပြီးမချိမနဲ့နဲ့ပြောလာတယ်။ မဘူကအဲ့လိုပြောရင်လည်းအမကြီးစရာမဘိုးတွေယူနေရခမရတော့ကလည်းဗျာကျုပ်ကတကယ်စိတ်ရင်းနဲ့ပြောနေရပါသူတို့တွေကမောင်နှမတွေလူပဲဗျတက်ကိုတယောက်စနောင်နေကြတာအခုမှသူတို့လေးတွေပြန်ပြီးတော့ပြုံးလာမနေ့ကဆိုရင်သူတို့တွေတော်တော်လန့်သွားကြတာအရင်ကဝင်ပူးခံရပေမဲ့အခုလိုမကြမ်းဘူးရက်ကျုပ်တို့ထမင်းစားလို့ပြီးတော့ဘိုးကအိမ်မဟာနေဆင်းလာတယ်သူ့လက်ထဲမှာအချီကျိုးနဲ့ချီထားတဲ့တမခိုင်းလေးတွေပါလာတယ်အချီကျိုးလေဘေးမှာဆွဲလို့ရပူပြီးတော့ချီထားတာ အဲ့ဒါလေးတွေရှူလာပြီးအမမိဝိုင်းရောခလေးတွေရောပြီးတော့ကျုပ်တို့နေရာပြင်ဘိုးကကိုရိုင်းမှာဆွဲထားလိုက်တယ်ပြီးတော့ဘိုးကအမမိဝိုင်းကိုကြည့်ပြီးတော့မေးတယ်တူမကြီးတို့တွေစိုက်ခနာဖွင့်ကြည့်ကြမလားဘာလို့လဲဦးကြီးဒီကောင်နေနှောက်ရှက်သီလားဆိုတာသိချင်လို့ဖွင့်စင်ဖွင့်လေးဦးကြီးအမကြီးကဖွင့်လို့ပြောတာနဲ့ဘိုးကကျုပ်တို့နေရာလှမ်းကြည့်ပြီးတော့ပြောလာတယ်စတင်နဲ့ဝင်ထူစိုက်ဖွက်ကွာဘိုးကခိုင်းတာနဲ့ကျုပ်တို့နေရာလဲထိုင်နေရနေမတက်ထားရလိုက်ပြီးတော့စိုက်တကားပိတ်ထားတဲ့ပြင်ချက်တကားတွေဖွင့်လိုက်တယ်လူနှစ်ယောက်စာဝင်စားလေးဖွင့်လိုက်ုံပဲရှိသေးတယ် တိုင်ရတွေကလေသူ့အလိုလိုအပေါ်မြောက်တက်လာတာဗျာထမင်းဆိုင်မှာလေခေါင်ပြစ်တိုင်ရနဲ့စပွဲပဲထားတာလေတိုင်ရကြီးတွေမြောက်တက်လာလို့ကျုပ်တို့တွေလည်းကြောက်ငေးပြောလေကြည်နေမိတာအားလုံးတယောက်ကိုတယောက်ပြန်ပြီးတော့ကြည်လိုက်တယ်တယောက်မှအပူကခံလို့မဖြစ်ဘူးတော့ဘိုးကဆိုင်တကားပြန်ပိတ်ဖို့အချက်တားလိုက်တာနဲ့ကျုပ်တို့တွေပြန်ပြီးတော့ပိတ်လိုက်တော့မှပဲတိုင်ရတွေကအောက်ကိုပြန်ကျသွားတယ်ခလေးတွေကတော့ကြောက်နေရပေါ့ဗျာကျုပ်နဲ့ကိုဝင်းထွာလည်းဆိုင်တကားကိုပြန်ပိတ်ပြီးတော့ဘိုးကရဲ့အနာကိုကပ်ပြီးတော့ပြောလိုက်တယ်ဘိုးကကြီးလူတွေရောမပူးနိုင်ဘူးထင်တယ်နော် ဟုတ်တယ်ဘုကအစောကျုံနာလေးအေးဆက်ဆက်ကြီးကတ်လာတဲ့အတိုင်းပဲကိုရဲမတိုးနိုင်ဘူးထင်တယ်။ကိုဝင်းထွားအဲ့လိုပြောရခလေးရာလည်းပြောလိုက်။ဟုတ်တယ်ဟုတ်တယ်ကျမတို့အနာကိုလည်းကတ်လာတယ်။ကျုံနာလည်းတူတူပဲ။ကိုဝင်းထွားတို့ခလေးတွေတို့အကုန်လုံးပြောတာတွေနားထောင်ပြီးတော့ဘုကခေါင်းညိတ်ပြရပြပြီးတော့လည်းစကားထက်ဆိုသေးတယ်။လူတွေမပိုးနိုင်ဘူးဆိုပေမဲ့ပေါ့လို့တော့မရဘူးနော်။မိုးချုပ်လာလေးလေးသူတို့တွေအားကောင်းတဲ့အချိန်ကိုရောက်လာလေးလေး။အဲ့တော့တို့တွေအားလုံးအိမ်မောတက်ပြီးတော့နေကြမယ်။အိမ်မောကအနေနဲ့ပေးနိုင်တဲ့ပစ္စည်းတွေပြောင်းထားမယ်။ ကဲကလေးတွေညစာစောစောစားထားကြတော့ပြီးရင်တို့အလုံးအိမ်မော်တက်နေကြမယ်အဲ့ဒီအချိန်မှာပဲပိတ်ထားတဲ့ပြည်သက်တွေကိုလာခောက်လို့အလုံးလန့်သွားကြတယ်ဗျပြီးတော့မှလူတယောက်ရဲ့အတန်းထွက်ပေါ်လာတယ်မိဝါရေစနေနဲ့ဝင်းထုတို့ပြောင်းပြီလားငါငိမ့်အောင်ဟပြောင်းပြီဦးလေးကျွန်တော်ပြောစရာရှိတယ်ကျုပ်နဲ့ကိုဝင်းထုကလည်းနောက်ပြရနေပတ်ပြောဆိုင်ရှိကိုထွက်လာလိုက်တယ်ဒီနေ့ကျမှဆိုင်ရှိမှာလူဟာရှင်းနေဗျမနေ့ကဖြစ်သွားတဲ့ကိစ္စကြောင့်မြို့ဝလူတွေဖြတ်မသွားရတာလည်းဖြစ်နိုင်တယ်ကျုပ်တို့မြင်တော့ဦးငိမ့်အောင်ကကျုပ်တို့စပြောစကားဆိုလာ မင်းတို့တော့ခေါ်မလို့ကွာရောင်းနေနေမှာဆိုလို့စာရုံအရေးဝင်လာတာဟုတ်တယ်ကိုကြီးအောင်ရေကျုပ်တို့ကားစုံနဲ့လိုက်လာတာကျုပ်ကလည်းဦးညင်အောင်တွေ့ရတဲ့အတော်ပဲလေတခြားမြင်လဲခေါ်စားမလို့တော့မနက်ဖြန်မျိုးဦးစိန်တွေကိုတောက်ဖို့အတွက်မြင်လဲခါရင်ငားလိုက်တော့တယ်ဦးလေးကျုပ်တို့တွေမနက်ဖြန်မျိုးဦးစိန်တွေကိုဆော့ဆော့လေးသွားချင်နေပြအာလိုက်ပို့ပေးနိုင်မလားဟာရတာပေါ့ကွာဘယ်ချိန်တော့ကွာနေမတော့ခဲ့လေတော့သွားချင်နေပြ ေးအေးအဲ့ဆိုငါမနေ့ကအစောလာခေါ်ခဲ့မယ်ကဲပြန်ပြီးဦးညင်အောင်ကကျုပ်တို့နှုတ်ဆက်ပြရနဲ့ပြန်သွားတယ်ကျုပ်တို့လည်းဆိုင်ထဲကိုပြန်ဝင်ပြီးတော့ဘိုးကခိုင်းတဲ့အချိန်အိမ်မောကလူထိခိုက်စေနိုင်တဲ့ပစ္စည်းတွေအိမ်အောက်ကိုချလိုက်ကြပြီးတော့စောစောပဲထမင်းစားလိုက်ကြတာပေါ့ဗျာဒီလိုနဲ့မိုးချုပ်လာပြီဆိုင်မှာရှိတဲ့သူတွေအားလုံးကဆိုင်နောက်ကကျုပ်တို့နေတဲ့အိမ်လေးမှာစုပြီးတော့နေကြတယ်ကလေးတွေတော့ဖျားရှိခိုးပြီးစောစောအိတ်ခိုင်းထားလိုက်တာပေါ့ကျုပ်တို့ကတော့မိကွက်ထုံမြောစကားပြောနေကလေးတွေကလည်းအိမ်မပြောထင်ပါရဲ့ဗျာကျုပ်တို့တွေစကားပြောတော့လာပြီးတော့နားထောင်နေအခုချိန်ထိကတော့ဘာမှထူးခြားမှုမရှိသေးဘူး ဲ့လိုနဲ့မပုနဲ့ကလေးမလေးအချောအိတ်ပြောသွားပြီအချင်းကလည်းမနေတော့ဘူးပေါ့အမမီဝမ်ကဘိုးကအိတ်ချင်းအိတ်ဖို့အတွက်ပြောရင်ဘိုးကတော့မအိတ်ဘူးဗျအဲ့ချင်းမှာပဲစွတ်တုနေတဲ့အေးရဲ့ကျွန်းတကားကြီးကိုလာခောက်တယ်ဗျတထောက်တောင်းနေပေါ့အမမီဝမ်ကမေးလိုက်တယ်ဘသူရောညရောက်မှာပြောစာရှိလို့တကားဖွက်မအောင်အတန်ကတော့ဦးညရောက်အတန်ဟုတ်တယ်ဂျာပြိမဲ့လေးလေးဗျအမမီဝမ်ကစွတ်တုလမ်းကြည့်စွတ်တုကခေါင်းရပြလိုက်တော့အမမီဝမ်ကအပြင်စကားပြန်ဆိုလိုက်တယ်အချိန်မရှိတော့ဘူးမဖွင့်မေးနိုင်ဘူးဖွင့်စမ်းအရေးကြီးပါတယ်ဆိုမှ မဖွင့်ဘူးနင်တို့ငါ့ရင်နဲ့ပေးမဝင်ဘူးအမမိဝိုင်းကအသက်ခက်ကျစင်းနဲ့អော်ပြောတော့တကားကြီးကိုဝုံငနဲ့ထူပြီးလှေကားတိုင်းချေးဆောင်ပြီးဆင်းသွားတယ်ဗျတိတ်မကြပါဘူးနာမည်အမျိုးမျိုးနဲ့ရှောက်လာပြီးတကားဖွင့်ခိုင်းနေတော့တာအမမိဝိုင်းကလည်းညင်းတာပေါ့တကားဖွင့်မပေးရနဲ့ဆိုင်ဘက်ကနေအတန်းဆူဆူညံ့ညံ့လေးထွက်လာပကံကွဲတဲ့အတန်းလေးခုံလေးကိုထွရိုက်တဲ့အတန်းလေးအဆောင်ပါပဲကျုံနဲ့ကိုဝင်းထူကစဉ်ကြည့်မယ်ပြင်တော့အမကြီးကတားတယ်ဗျငါမောင်တို့တော့မကြည့်နဲ့သူတို့ဖြက်စီးကျင်တယ်လို့သာဖြက်စီးပါစေပကံကအစ်စ်ပြန်ဝင်လို့ရတယ်ဒီမှာပဲနေ ကျွန်တော်ကလေအမမီဝိုင်းစကားကိုနားထောင်မျိုးအောက်ကိုမစင်းတော့ဘူးဗျာ။စိုက်ထဲမှာတော့တော်တော်တောင်းချက်နေ။အော်တန်နေလဲကြားနေရတယ်။ဆိုင်မှာတောင်းချက်နေနေကိုကျုပ်တို့တခါလဲလာပြီးတော့ဆွဲဖွင့်သေးတာဗျကျုပ်တို့ကလဲဂလန့်အပြင်မှာတန်ကြုံနဲ့ပါပတ်ပြီးတော့တစ်သားနဲ့ဂလန့်ထိုးထားတာလေအဲ့လိုနဲ့လင်းကျက်တုံတော့မှာဆိုင်ထဲကအတန်တွေကငြိမ်သွားတာအတန်တွေအကုန်လုံးငြိမ်သွားတယ်ဆိုမှပဲကျုပ်တို့လဲအိတ်ချင်လာအဲ့လိုနဲ့ကိုဝင်းထူနဲ့ကျုပ်တို့လဲတေးလာမေးလိုက်ကြတာပေါ့ဗျာကျုပ်တို့တွေနူလာတော့နေတော်ထွက်တော့မယ်အမမီဝိုင်းဘိုးကလည်းခလေးလဲအိမ်မမမရှိတော့အရာကိုစင်းသွားကြပြီး ကျွတ်တော်လည်းအရောက်ကိုဆင်းလိုက်ပြီးတော့မျက်နှာတက်သွားတိုက်လှုပ်လိုက်တယ်။စိုင်ထဲကိုရောက်တော့စိုင်ထဲမှာအမမေဝိုင်းလိုရှောင်းနေတာတွေ့လိုက်တယ်။ဘိုးကတော့ပကံကွဲတွေကိုခလေးနဲ့တူကောက်နေ။ဦးငယ်ရောင်လည်းခုံလေးမှန်ပိုးနဲ့တူကိုရွှေ့နေ။ကျွတ်တော်လည်းဦးငယ်ရောင်မြင်မှာမြို့ဦးစီတီသွားမှအမတ်ရသွားပြီးတော့ဘိုးတော်ရွှေ့ပေးထားတဲ့ပတိကိုရှူလိုက်ပြီးကိုဝင်းထုနဲ့တူဦးငယ်မောင်ရဲ့မြို့လေးနဲ့မြို့ဦးစီတီကိုသွားလိုက်ကြတယ်ပေါ့ဗျာ။မြို့ဦးစီတီကိုရောက်တော့ကိုဝင်းထုနဲ့ဦးငယ်ရောင်မနက်စာစာခိုင်းထားပြီးတော့ကျွတ်ကတော့စေတီရှိမှာဂုံတော်ပတိစိတ်နေပါပေါ့ဗျာ။ပရိကိုပဲပြေတော့ပရိစိတ်နေရာကိုဖြုတ်လိုက်ပြီးတော့ဆိုင်ကိုပြန်မှုအတွက်ပြင်လိုက်တယ်။ ဘိုးရွှေပြောတာတော့ထူးခြားတာကြုံမဲတဲ့အခုထိတော့ဘာမှမထူးခြားသေးဘူး။တိုင်းမဲကျုပ်ကတော့ဘိုးရွှေပြောတာယုံကြည်တယ်။ကျုပ်ကစီရီအောက်ပြန်ဆင်းလာတော့ကိုဝေးထုနဲ့ဦးညံအောင်တို့ကအဆင်သင့်ဆောင်နေ။ကျုပ်တို့စားစရာဝယ်ထားတယ်။ကျုပ်ကလည်းအကျော်နဲ့ကောင်းချင်းမအောင်စားလိုက်ပြီးတော့ဆိုင်ကိုပြန်မိုးအတွက်ကိုဝင်းထုကိုပြောလိုက်တာပေါ့ဗျာ။ကိုဝင်းထုကျုပ်တို့တွေဆိုင်မဲပြန်ကြအောင်။မင်းကိစ္စရောပြီးပြီလား။ဘာထူးလဲ။ဘာမှတော့ခုထိမထူးသေးပါဘူးဗျာ။ကျုပ်လည်းကိုယ့်ဘက်ပြန်အောင်တော့ပရိစိတ်ပြီးသွားပြီ။ဘာဆက်ဖြစ်မလဲဆိုတော့ကျုပ်လည်းမသိတော့ဘူး။အေးလေ။ဘာမှလောက်စားမရှိတော့ဆိုတော့ပြန်ကြအောင်ပေါ့။ ွတ်တရီကတခြားရဲ့ဘာမှမတွေ့တော့ဘဲနဲ့ထမင်းဆိုင်ကိုပဲပြန်လာတာမျိုးစေတွေကလည်းနေတော့လှန်နေဆိုတော့လူသွားလူလာတော်တော်ပြတ်တာလေအခါကြီးရက်ကြီးတွေကတော့စီကားတဲ့ပုံမှာပဲအဲ့လိုနဲ့ကျွတ်တရီပြန်လာတဲ့လက်မှာမော်တော်ဆိုင်ကယ်တစ်စီးကိုကြံတင်တဲ့ကချိတ်ဆွဲသွားတာမော်တော်ဆိုင်ကယ်ကလည်းလမ်းမေးကိုထိုးကျသွားတယ်မော်တော်ဆိုင်ကယ်ဘောကမိန်ကလေးကလည်းကတ်ကြလမ်းမပေါ်ပြစ်ကျသွားတယ်ဗျကားကြီးကလည်းအတင်းမောင်းသွားတာကျွတ်တို့မြင်လေတော့မှမြေသားလမ်းပေါ်ချပြီးရှောင်ပေးလိုက်ရသေးတယ်ပြီးတော့ကျွတ်တရီကမော်တော်ဆိုင်ကယ်နဲ့လဲကျသွားတဲ့ကြောက်ချအတက်နဲ့နေပဲကြီးရဲဆိုလောက်တဲ့မိန်ကလေးကိုကြည့်လိုက်တယ် ခေါင်းမှာသွေးတွေရဲနေရပဲသူခင်ဗျာသူ့ကိုကယ်ပေးဖို့အတွက်အတန်ခတ်တူတူနဲ့အကူကြီးတောင်းနေရကျုပ်တို့လည်းထွတ်ထွတ်တူတူတွေစဉ်းစားမနေတော့ဘဲနဲ့သူ့ခါကိုကျုပ်အင်းကြီးချုပ်ပြီးတော့ပတ်ပေးလိုက်တယ်ကျုပ်အဲ့လိုလုပ်တော့ဦးညရောင်လန့်သွားတယ်ဗျကျုပ်ကလည်းပြောလိုက်သေးတယ်ကောင်းလေပြီးအမှုပတ်တော့မှာပဲဦးလျာလေဗျာအမှုပတ်ရင်ကျုပ်ထောင်ထဲဝင်လိုက်မယ်သူတိမ်မမတည်သေးရပဲစိတ်ယုံလိုက်ဖို့ဗျအေးအေးပါကွာငါစိုးရင်လို့ပြောတာပါအမြတ်မောင်းဗျာမော်တော်ဆိုင်ကယ်တော့ဒီတိုင်းပဲထားခဲ့ကြပါဗောကိုဝင်းထုနဲ့ကျုပ်ကကားတိုက်ခံထားတဲ့မိန်းကလေးကိုမှပြီးတော့မြင်းလဲပေါ်တင်လိုက်တယ် မြင်းလေးပေါ်မှာတော့မိန်းကလေးကိုပြေးထားတာပေါ့ဗျာမိန်းကလေးကတတိတော့ရတယ်ဗျကျုပ်ကမျက်လုံးလေးဖွင့်ပြီးစကားတီးတူပြောလာတယ်ကျေးဇူးတင်လိုက်တာရှင်ကျွန်မမသေးခြင်းသေးဘူးခင်ဗျမသေးပါဘူးဗျာစိတ်ချကျုပ်တို့စိတ်ယုံသွားနေပြီခင်ဗျစကားတွေတိတ်မပြောပါနဲ့ဗျာကျွန်မဖေခေါ်ပေးပါဟိုရောင်ခေါ်ပေးပါမယ်ကျုပ်ကလည်းမိန်းကလေးကိုစိတ်မပူဘူးပြောပြီးမြင်းလေးကိုမြင်းမြန်မောင်းခိုင်းလိုက်ရတာပေါ့ဗျာစေယဝါမျိုးအနောက်ဘက်မှာလေပြီးတော့မြင်းလဲနေဆိုတော့နည်းနည်းတော့ကြာတာပေါ့ကျုပ်ကလည်းမျက်လုံးမေးမေးသွားတဲ့မိန်းကလေးကိုအိတ်မသွားဘူးတတိပေးနေရတာပေါ့ အမမအိတ်နဲ့နော်အမဖေကိုကျုပ်တို့တွေခေါ်ထားပြီးပြီအဲ့လိုနဲ့ကျုပ်တို့တွေစိတ်ယုံရောက်လာတယ်ပေါ့ဗျာစိတ်ယုံရောက်တော့အရေးပေါ်ကုသပေးပါတယ်တော်တရားပေါ့ဗျာစိတ်ယုံကတိုက်နေစိတ်ယုံမလို့ပေါ့လိုအပ်တာတွေလုပ်ပေးပြရနဲ့ဆရာဝန်တွေကသွေးလိုတယ်ပြောရောကျုပ်တို့ကလည်းလှူမဲဆိုရင်သွေးစစ်တော့သွေးမျိုးစာမတူဘူးဗျအရေးကကြီးနေပြီအာနဲ့ကျုပ်ကလည်းမြင်လဲဆရာကြီးကိုဘိုးကနဲ့အမမိဝိုင်းတို့သွားပြီးခေါ်ခိုင်းလိုက်တယ်ကျုပ်သိတာကလည်းသူတို့ပဲရှိရလေသူတို့နဲ့များသွေးမျိုးစာရေတူများတူနေမလားလို့ပေါ့ စေယုံကလည်းရှာပေးရှာပါတယ်။ဒါပေမဲ့မတွေ့သေးဘူးပေါ့ဗျာ။သူ့သွေးအမျိုးအစားလည်းဗျာတော်တော်ရှားတယ်ဆိုပဲဗျာ။သူ့ရလည်းလိုအပ်နေပြီးတော့ဦးညင်းရောင်မြင်းလဲနဲ့လူသွားခေါ်ခိုင်းတော့စေယုံကဆရာဝန်ကြီးကကြားသွားတယ်ထင်တယ်။သူ့ရဲ့ဇကားနဲ့သူ့ရဲ့ကားမောင်းသမားကိုလိုက်ပြီးတော့ပို့ခိုင်းတယ်။အဲ့တော့မှပဲတော်တော်လေးအဆင်ပြေသွားတယ်ပေါ့ဗျာ။ကျုံ့နဲ့ကားသမားနဲ့ထမင်းဆိုင်ကိုသွားလိုက်တယ်။ထမင်းဆိုင်မှာအမမီဝိုင်းနဲ့ဘိုးကတော့အလုံများနေတယ်။အဲ့ဒါနဲ့ပဲဘိုးကနဲ့အမမီဝိုင်းခေါ်လိုက်တယ်။ကာသမဘိုးကအသက်ကြီးနေပြီမို့လို့သွေးလူလို့မရတော့ဘူးဆိုတာနဲ့ပဲသူ့ကိုထားခဲ့ပြီးတော့မိချောနဲ့မိစုံခေါ်လာတယ် ကားတိုက်ခံရတဲ့မိန်းကလေးကကန်စာတာလို့ပြောရမှာပဲအမမေဝိုင်ရဲ့သွေးအမျိုးအစားနဲ့သွားတူနေအမမေဝိုင်ကလည်းလူလူလာလာပဲလှူရဲနောက်ပြဿနာတစ်ခုကလိုတဲ့သွေးကတလုံးနဲ့မဟုတ်ဘူးဗျအဲ့လိုနဲ့နောက်လူလဲရှာမရဖြစ်နေတဲ့အချိန်မှာအမမေဝိုင်ကနောက်ထပ်သွေးတလုံးသူ့ဆရာနေထပ်ပြီးတော့ထုတ်ခိုင်းတယ်လုံးဝမဖြစ်သားတဲ့အချိန်မျိုးဆရာမတွေကလည်းထပ်ပြီးတော့ထုတ်ရတာပေါ့ပြီးတော့ကျုပ်တို့ကလည်းအမမေဝိုင်ကအဟာရရှိမဲ့အစားအစာတွေပြင်ဆင်ပေးထားတာပေါ့ဗျမိချောင်းနဲ့မိဆောင်ကတော့အမကြီးကိုတေချာလေးခရီးဆိုင်တယ်ဗျ။နေ့လယ်လာရောက်တော့ကားတိုက်ခံရတဲ့မိကလေးအချင်းကြီးကကောင်းသွားပြီ။စကားလည်းကောင်းကောင်းပြောနိုင်သွားပြီ ဆရာမတွေကသိလူပေးတဲ့အမမီဝိုင်းကြောင့်ပြပြရနေတဲ့တူပါတယ်။မိန်းကလေးကကျုပ်နဲ့အမမီဝိုင်းကိုတွေ့ကျင်လို့ရဲ့။အဲ့ဒါနဲ့အမမီဝိုင်းရဲ့ကျုပ်ရဲ့မိန်းကလေးနာကိုသွားလိုက်တယ်။အမမီဝိုင်းမျက်နှာနဲ့မိန်းကလေးကအံ့ဩနေ။သူကအမမီဝိုင်းကိုသိနေရတယ်လေ။အမရဝဝိုင်းနဲ့ထမင်းဆိုင်ပန်းရှင်မလား။ဟုတ်တယ်ညီမလေး။ကျမအမကြီးချက်တဲ့ဝတ်သားဟင်းသိကြိုက်တာပဲလူကိုယ်တိုင်ဆိုင်ကိုလာပြီးတော့မစားပြက်တာဟင်းအမြဲဝယ်စားတယ်တကယ်စင်းနဲ့လာပြီးတော့လေကျမအပြင်းမအမြဲတမ်းစားနေလို့အမမမြင်မှုတာဖြစ်မယ် အမကြီးရောင်းမရောင်းမလို့ခေါ်တော့တိတ်ပြီးတော့သဘောကျတာအမကြီးကိုအားကြပြီးတော့ကျမတော်တငယ်ချင်းတွေကိုရောင်းမလို့ခေါ်တတ်နေပြီမိန်းကလေးကတက်တာသွားပြီဗျခေါင်းကိုလည်းချုပ်ထားပြီးပြီမို့လို့ပတ်တီးတွေနဲ့ပေါ့ဗျာသွေးလည်းသွင်းပြီးပြီလေမိန်းကလေးကစကားမြမဲ့ပုံပဲဗျမိမချော့စီရင်ဝင်လေးပေါ့ဗျာပတ်တီးစီထားတာတော့ရုပ်လေးကတော်တော်ချော်ရဲသူ့ရဲ့နေရောကတော့ကျုပ်လည်းသူ့မျက်နှာသေးချမမြင်အောင်လေအမမေဝါရစကားပြောပြီးတော့ကျုပ်ဘက်ကိုလှည့်လာတယ်ဗျကျုပ်ကစွတ်ကျဲအင်းကြီးလေးနဲ့လေဗျအပေါ်အင်းကြီးကသူ့ကောင်ပတ်ပေးခဲ့တာဆိုတော့သူကကျုပ်ကိုမှတ်မိရဲ့ဗျ မတ်တော်နေနေငယ်မဲတင်နေအခုလိုပဲခေါ်မယ်နော်အဆင်ပြေတယ်လို့သာခေါ်ပါဗျာကျေးဇူးတင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အခုလိုသာစိတ်ယုံပို့မပေးကျမတော်တေးမှာပဲအဲ့အရာပြောမနေပါနဲ့ရောဗျာနားလိုက်ပါခမားအိမ်ကိုလည်းစိတ်ယုံအကြောင်းကြားထားရတဲ့သူတို့မလာသေးကြုတ်တညဆောင်ပေးပါမယ်အဖေကရွာရီဘတ်တတ်တတဲ့ကျမခုလိုဖြစ်တာမသိသေးဘူးထင်ပါတယ်နေ့လေ၃နိုင်လာရောက်တော့အသက်60အရွယ်လူကြီးတယောက်ရဲ့ကျုံနဲ့ရွယ်တူကောင်မလေးကြောင့်နဲ့ကောင်လေးတယောက်တို့ရောက်လာရဗျအဲ့လူကြီးကရရောက်ချင်မှအမမိဝိုင်းအံ့ဩတကြီးနဲ့ကြည်နေတယ် ပြီးတော့သမီးဖြစ်သူရဲ့ကလေးနားမှာထိုင်လိုက်ပြီးတိမ်ဝင်နေအတန်နဲ့ပြောလာတယ်ဗျ။သမီးလေးဘလို့နေသေးလဲ။အဖေကိုရွာဘက်ကလာပင်းလုံလိုက်သွားတာ။သမီးတငယ်ချင်းတွေလိုက်ခေါ်လို့ဒါအခုချိန်ရောက်လာတာပဲ။ရပါတယ်။သမီးဘာမှဖြစ်တော့ပါဘူး။ဟောရီယာအကူနဲ့အမကြီးကိုကဲထားလို့သမီးအသက်ရှင်တာ။အမကြီးကိုသိရမလား။ဝမ်းဝိုင်းလေးထမင်းဆိုင်ရလေ။သိသိပါရဲ့။အမကြီးကသွေးနှလုံးတော်လှူပေးထားတာဖေရဲ့တရားအကူကတော့တမီးကိုစိတ်ယုံရအောင်ပုတ်ပေးထားတာမိန်းကလေးကအဲ့လိုပြောတော့အဖေဖြစ်သူကမျက်ရည်လေးကျလာပြီဗျပြီးတော့အမမီဝိုင်းရှင်မှာထူထောက်လိုက်တယ် ကျုပ်ဖြစ်နားမလည်နိုင်ဘူးဗျာသူဘာလို့အဲ့လိုလှုပ်ကြလဲပေါ့ပြီးတော့အဲ့လူကြီးကလက်အုပ်ချီပြီးတော့တောင်းပန်လာတယ်ဒီကနှမကိုကျုပ်တောင်းပန်ပါတယ်ကျုပ်သူတော်ကောင်းကိုပြစ်မှားမိပါတယ်အမမေဝိုင်းကလူကြီးရဲ့လက်ကိုကင်ပြီးမတက်ရခိုင်းလိုက်တယ်ပြီးတော့ဂရင်းမွားမင်းကလေးကိုစကားဆိုလိုက်တယ်ရပါတယ်ဦးလေးရဲ့ကျမနားလေပါတယ်ခလေးရှင်မအဲ့လိုတော့မလုပ်ပါနဲ့ဦးလေးကကျမထက်လေးအသက်ကြီးရအောင်ကြောက်ရွံ့ဒူးထောင်နေတဲ့လူကြီးကပါအံ့ဩနေအမမေဝိုင်းဘာတွေပြောနေရလဲပေါ့ပြီးတော့အမမေဝိုင်းကဂရင်မွားမင်းကလေးကိုနှုတ်ဆက်လိုက်ပြီးဆေးရုံအပြင်ဘက်ကိုထွက်သွားတယ် ။ကြက်ကလည်းအမမိဝိုင်းတော့လိုက်သွားတယ်ပေါ့ဗျာ။မိချောတို့ကိုဝင်းထူရလည်းစေယုအပြာတစ်ပင်အောင်မှဆိုင်ပြီးတော့စောင့်နေကြတယ်။သူတို့စီကျုပ်တို့ရဲ့ရောက်ခါနေအချိန်မှာနောက်ကလူကြိုက်ခေါ်တဲ့ကြောင့်ကျုပ်တို့ရှက်ပြီးလှည့်ကြည့်လိုက်တော့ကားတိုက်ခံရတဲ့မိကလေးရဲ့အဖေဗျ။သူကအမမိဝိုင်းအနောက်ရောက်လာပြီးစကားဆိုလာတယ်။ တူမကြီးကိုကျုပ်ဒုက္ခတွေပေးမိပါတယ်။ကျုပ်တောင်းမှမာရဲ့ဗျာ။ကျုပ်တူမကြီးဆိုင်ပညာနဲ့တိုက်ထားမိတယ်။ငွေရလုံးလုံးလိုက်မိတာပါ။နောက်ဆိုအဲ့လိုကိစ္စတွေဘသူအပေါ်မှမလောက်တော့ပါဘူး။အစောကသမီးရှင်မှကျုပ်ပြောမိတော့မလို့။အဲ့ဒါဆိုသမီးလေးကအယမ်းရှက်သွားမှတူမကြီးကိုကျေးဇူးတင်ပါတယ်နော်။အခုကြာစားပြီတူမကြီးတို့ဆိုင်မှာဘာအနောက်ရှမ်းမှမရှိစေရတော့ပါဘူး။ကျုပ်ရှစ်ခိုးပြီးတော့တောင်းမှမာရဲ့။လောက်တော့မချီပါနဲ့ဦးလေးရဲ့ကျမခွန့်လွတ်ပါရယ်ပို့ပြီးတော့ခွန့်လွတ်စေချင်ဦးလေးသမီးကိုကျမဆိုင်မှာထမင်းစားဖို့လွှတ်လိုက်ပါဦးသူ့ကိုကျမတော်တော်ခင်သွားလို့ စိတ်ချပါကျုပ်သမီးလာပါလိမ့်မယ်။သူကလည်းတူမကြီးကိုတော်တော်ကြီးကိုခင်နေပြီ။အတော်တိခတ်နိုင်တဲ့အမမိဝိုင်းမှာဗျာ။ကျုပ်စိတ်လို့ဆိုရင်လေကို့ကိုဒုက္ခပေးရဲ့သူလွယ်လွယ်နဲ့ခွင့်မလွတ်တတ်ဘူး။အမမိဝိုင်းကတော့တော်တော်သဘောကောင်းတာပါပဲဗျာ။အော်တခုတော့ကျုပ်ကတွေးလိုက်ပြီလေ။ရံဟိုရံချင်းမတုံနေတာအကောင်းဆုံးပဲလို့ပေါ့။ကျုပ်ဖြတ်ကနေတကုတတိသွားပြီးတော့ရှာမိရဲ့။ဘိုးတော်ရွှေရဒါရီကိုမြင်လို့ကျုပ်ကိုလှွတ်တာနေမှာ။အားလုံးလည်းအစဉ်ချောသွားပြီဆိုတော့ကျုပ်တို့လည်းမကြောက်ခင်မှာကို့အကြောင်းကိုပြန်ချရတော့မှာပေါ့ဗျာ။ အခုတော့အမမီဝိုင်းနဲ့အတူထမင်းဆိုင်လေးစီပြန်လာခဲ့လိုက်တာပေါ့ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတယ်လို့မျှော်လင့်မိပါရည်နောက်ရက်တွင်မှလည်းကြံရှိနေသေးတဲ့အပိုင်းဆိုင်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော် နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အုတ်ယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အုတ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတရှိပါရယ်ရှင်